အနာဂတ်စစ်ပွဲတွေကဒီပညာအဆင့်မြင့်မာတဲ့စနစ်တွေနဲ့ပုံမှန်မြန်ဆန်တိကျလာမှာဖြစ်ပြီးတော့ဉာဏ်ရင်ကျူ AI စွမ်းရင်သုံးလမ်းတွေဖြစ်တဲ့ directed energy weapon ခေါ်တဲ့ DEW နဲ့ space warfare လို့ခေါ်တဲ့အာကာသစစ်ပွဲတွေအကြီးကအခန်းကဏ္ဍမှာပါဝင်လာနိုင်ပါတယ် artificial intelligence ဉာဏ်ရင်ကျူအခြေခံတဲ့စစ်ပွဲနဲ့ပတ်သက်ပြီးတော့ AI ဟာစစ်ပွဲတွေပုံစံကိုလုံးဝပြောင်းလဲပြင်နိုင်တဲ့အကြီးကအရာဖြစ်လာပါတယ် လီဒါအော်တိုနိုမတ်စ်ဝက်ပွန်စစ်စတမ်လော့စ်လိုကော်ရဲလူသက်ဆိုင်ရုံများကတော့လူသားရဲ့ဝင်အားစဖက်မှုမပါဘဲနဲ့ပြစ်မှတ်ကိုဖော်ထုတ်ပြီးတော့တိုက်ခိုက်ဖို့ဆုံးဖြတ်နိုင်စွမ်းရှိလာပါတယ်။သူတို့ဟာလူသားတွေထက်ပုံမှန်မြန်ဆန်တဲ့ teacher ဆိုမျိုးချက်တွေချနိုင်ပါတယ်။ Front Science Train နဲ့ပတ်သက်ပြီးတော့ AI ညာအသုံးပြုပြီးတော့ drone ဆိုရင်ဓမ္မမောင်ရင်ငယ်ရာအချင်းချင်းဆက်သွယ်ပြီးတော့ ြစ်မှတ်တစ်ခုဒါမှမဟုတ်အများပြားကိုဒီကိန်းနဲ့ပူပေါင်းတိုက်ခိုက်နိုင်ပါတယ်။ဒါအရောသမန်ကောက်ွယ်စနစ်တွေကိုကျော်လာဖို့အလွန်ခက်ခဲစေပါတယ်။ဒါပြင် inshallah ပိုင်းဆိုင်ရာအသာစီရယူခြင်းနဲ့ပတ်သက်ပြီးတော့ AI စနစ်တွေဟာထောက်လှမ်းရေးဆောင်ချိန်နဲ့ Kintao စနစ် ISR ကနေဝင်လာတဲ့ data အမြောက်အများကိုဒေါ်တာတွေထပ်ပုံပုံများဆက်စပ်ခွဲခြမ်းစစ်ဆေးနိုင်ပါတယ်။အဲကြောင့်စစ်မြေပြင်အခြေအနေကိုလက်တွေ့အခြေအနေနဲ့အနီးဆက်ဆုံးသိရှိနိုင်ပြီးတော့ပိုကောင်းတဲ့ပုံမြန်ဆန်တဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်ပါတယ်။ monative or fail ကိုရစိတ်ပိုင်းဆိုင်စစ်ပွဲမှာအရာရာတည်မှားတွေဝါရဖြန့်ချိမှုတွေကိုဖန်တီးဖြန့်ဝေရမှာအေးပါလာပြီးရန်သူရဲ့ဆုံးဖြတ်ချက်ချမှတ်မှုတွေကိုထိခိုက်စေနိုင်ပါတယ်။စွိုင်းတောင်းလနဲ့တင်နေပတ်သက်ပြီးတော့ကြည်စံနေဓမ္မမဟုတ်ဒုံးချီရဲ့စာစွိုင်းကိုတိုက်ရိုက်အုံပြရဲလနဲ့တွေကအနာခတ်အကွယ်ရေးနဲ့တိုက်ခိုက်စွိုင်းတွေအတွက်မရှိမဖြစ်ဖြစ်လာပါမယ်။ high energy laser HEL ကိုရလေဆာလနဲ့တွေကအလင်းနဲ့ပြစ်မှတ်ကို ပြက်ခတ်နိုင်ပါတယ်။ဒါကြောင့်အောင်လူမဲ့တဲ့ drones တွေဒုံးကြီးတွေနဲ့အမြောင်းကြီးစက်များကဲ့သို့အင်းမြန်နဲ့ပြစ်မှတ်တွေကိုချက်ချင်းညီပါဖျက်ဆီးနိုင်ပါတယ်။သူရဲ့အာသာချက်ကတော့ဇယဲလုံနဲ့ပါချင်းဖြစ်ပါတယ်။ acid တားရနိုင်တဲ့အချိန်ပေါင်းများစွာပြက်ခတ်နိုင်တာကြောင့် KM6 တဲ့ကိုပို့ဆောင်ရင် logistic ကိုရွှေ့ချပေးပါတယ်။ high power microwave hpn လို့ခေါ်ရတဲ့လက်နက်တွေကတော့အကောင်းတဲ့ microwave line ကိုထုတ်လုပ်ပြီးတော့ အန်ဒူရဲ့ electronic ပစ္စည်းတွေ computer စနစ်နဲ့ drone တွေကိုပျက်စီးစေဖို့ဒါမှမဟုတ်အလုံးမလုံးနိုင်အောင်ယာယီဖြစ်စေအမြဲတမ်းဖြစ်စေဖြစ်စေနိုင်ပါတယ်။တို့ကတော့ကြည်ပြတဲ့နေရာပတ်လည်မှာရှိတဲ့ပြစ်မှတ်တွေများစွာကိုတာခိုင်းနိုင်တဲ့အတွက် drone စုရီကကပ်ကွေးရမှာအထူးတင်လျော်ပါတယ်။ Space Way Fail လို့ခေါ်တဲ့အကာသစစ်ပွဲနဲ့ပတ်သက်ပြီးတော့ဒီကမ္ဘာပတ်လမ်းကြောင်းမှာဆက်သွယ်ရေးလမ်းညွှန်မှု GPS နဲ့ထောက်လိုက်ရင်တို့အတွက်အရေးပါတဲ့စနစ်ပြင်တစ်ခုဖြစ်လာပါတယ်။ဒီနေ့ခေတ်စစ်စင်အလုံးက GPS စပတ်ဆက်သွေးနဲ့ထောက်လိုက်ရင်ကျိုးတွေပေါ်မှာမြင်ခုနေရပါတယ်။အကာသထရေကျိုးတွေတစ်ခုကိုတိုက်ခိုက်နိုင်တာအမြင်ပြမှာရှိရဲ့စစ်တပ်တစ်ခုရဲ့လုံဆောင်နိုင်စွမ်းကိုချက်ချင်းရှော့ချစီပါတယ်။ပြန်ပြန်အကာသဆိုင်နဲ့ပတ်သက်ပြီးတော့ anti satellite ဒုံးကြီးကိုအသုံးပြုပြီးတော့ကျိုးတွေရဲ့ရုပ်ပိုင်းဆိုင်ရာအရာဖျက်ဆီးခြင်းဒါမှမဟုတ်ဒီရဲ့လုံဆောင်ချက်တွေက space diapers low core အကာသအမိုက်တွေဖြစ်ပေါ်စေပြီးတော့နောက်နှစ်များစွာအထိအကာသခီးသွားလာရေးကိုချိန်ချောက်နိုင်ပါတယ်။ ဗီဇာလန်နဲ့တွေအသုံးပြုပြီးတော့လဲရန်သူရဲ့ဂျေတုအာယုံခံကရိယာတွေကိုယာယီတာမို့အမြင်ရတယ်နောက်ရှက်နိုင်ပါတယ်။ Electronic Separate နဲ့ပတ်သက်ပြီးတော့ရန်သူရဲ့ဂျေတုအချက်ပြမှုတွေကိုပိတ်ဆို့မယ်။ဒါမှမဟုတ်ဝင်အောင်ဆက်ဖက်ခြင်းပြုလုပ်ခြင်းကိုလည်းပြုလုပ်နိုင်ပါတယ်။ပတ်လန်ကြောင်ဆိုင်ရာဆစင်ရေး Operator Warfare နဲ့ပတ်သက်ပြီးတော့ကိုယ်ပိုင်အောင်ချုပ်ခွင့်ရဂျေတုငယ်ဒါမှမဟုတ်အသုံးပြုပြီးတော့ရန်သူရဲ့ဂျေတုအနီကိုတွားရောက်ပြီးတော့ထိခိုက်စေခြင်းဒါမှမဟုတ်အဲဒီလိုအထင်ရှားချက်နဲ့ပြုလုပ်နိုင်ပါတယ်။ စစ်ပွဲတွေရဲ့သဘောတဘာဝပြောင်းလဲခြင်းနဲ့ပတ်သက်ပြီးတော့ AI နဲ့ဆက်ရုပ်ဆက်သားတွေများကြောင်းရှိတဲ့အစီအမံပြေမှာလူသားစစ်တီရဲ့ပါဝင်မှုရောနေလာပါမယ်။ဒါပေမဲ့စစ်ပွဲတွေစဖို့နိုင်ငံရေးပိုင်ဆိုင်ရာဆုံးဖြတ်ချက်ပေးဖို့ပုံမလွယ်ကူလာနိုင်တဲ့ stress တွေမျိုးတွေရှိလာနိုင်ပါတယ်။စစ်ပွဲအချိန်တော်မြင့်မာခြင်းတွေအတွက်ကတော့ AI စနစ်တွေရဲ့အလေးအမြတ်တုံ့ပြန်မှုတွေကြောင့်စစ်ပွဲတွေဟာမိနစ်ပိုင်းဒါမှမဟုတ်စက္ကန့်ပိုင်းအတွင်းမှာ အဆုံးဖြတ်ပေးနိုင်တဲ့အချိန်လေးမြန်လာပြီးတော့လူသားတွေကအခြေအားလိုက်နေကိုခက်ခဲလာပါလိမ့်မယ်။ကာကွယ်ပေးတဲ့ပြင်မှတ်တွေကိုတိုက်ခိုက်နိုင်ခြင်းစွမ်းရင်တုံလနဲ့တရားပြင်မှတ်ကိုအလင်းအလင်းနဲ့ရောက်ရှိနိုင်တဲ့အတွက် hypersonic missile ကဲ့သို့အစင်းမြင့်တဲ့လက်နက်တွေရောင်းထရစွာကာကွယ်တိုက်ခိုက်နိုင်ခြင်းရှိလာပါမယ်။ဒီပညာတွေကစစ်ပွဲကိုပုံမှန်တကျပြီးတော့သူ့အသက်ဆုံးရှုံးမှုတွေကိုညှော်နေစေမယ်လို့မျှော်လင့်ရပါမယ်။တစ်ဖက်မှာလည်းလန်နဲ့ပြန်ဆိုင်မှုအသစ်တွေဖြစ်ပေါ်လာစေပြီးတော့ မော်ရဆာတိခိုင်းမှုတွေဖြစ်နိုင်ခြေကိုမြင့်တက်လာစေနိုင်တဲ့အတွက်အစဉ်ကုန်မှုတွေလည်းရှိနေပါတယ်။